အာဂျင်တီးနားနိုင်ငံသားအာဂျင်တိုင်းနေထဲမှာဗမာရီနဲ့အရင်နှီးအကျွမ်းဝင်ဆုံးသူဟာလီယိုနယ်မက်ဆီပါလို့ပြောလို့ရှိရင်မှန်မလားခင်ဗျာအားလုံးသဘောတူကြမှာပါလားလူငယ်တွေကတော့ yes လို့ချက်ချင်းဖြေကြမယ်ထင်ပါတယ်နည်းနည်းအသက်ကြီးရဲ့လူတွေကတော့စဉ်းစားကောင်းစဉ်းစားကြမှာပေါ့လေမှန်ပါတယ်ဒီနှစ်ခေတ်တစ်ခေတ်ထဲကိုပြောမယ်ဆိုလို့ရှိရင်ဗမာရီနဲ့အရင်နှီးဆုံးအာဂျင်တီးနားနိုင်ငံသားဟာလီယိုနယ်မက်ဆီပါပဲဒါပေမဲ့ခေတ်အဆက်ဆက်လူကြီးလူငယ်အားလုံးနဲ့အရင်နှီးဆုံးသူဆိုလို့ရှိရင်တော့ မက်ဆီနံပါတ်1ဖြစ်ချင်မှာဖြစ်ပါမယ်ဒီယေဂိုမာရာဒိုနာဆိုလို့ရှိရင်လဲဗမာလူမျိုးတွေကြားမှာတခစ်တယောက်ဆက်ဆန်းတောက်ကြောကြခဲ့တာပါအေးမင်းတို့ခစ်တော့ဟုတ်တာပေါ့ကွာငါတို့ခစ်တုန်းကတော့မာရာဒိုနာပဲလို့လူကြီးပိုင်းကပြောချင်ပြောကြပါလိမ့်မယ်ဒါပေမဲ့လူကြီးပိုင်းရောလူငယ်ပိုင်းရောနဲ့ယင်းဤကျွမ်းဝင်တဲ့အာဂျင်တီးနားနိုင်ငံသားတယောက်ရှိပါသေးတယ်သူဟာအာဂျင်တိုင်းဆိုတာအာဂျင်တီးနားနိုင်ငံသားဆိုတာလူတော်တော်များများကမိတ်နေတတ်ကြပါတယ်အခုတော်လိုင်းရေးဖြစ်လိုက်တာနဲ့ Facebook ပေါ်မှာ သူ့မျက်နှာ profile တွေဟာမိုးဦးကျမှာမျက်ပင်တွေစိမ့်လန်းလာသလိုမျိုးအပြိုင်အယိုင်းတွေကိုထွက်လာပါတယ်။သူ့တဲ့ပုံကိုဟိုလူကယူသုံးဒီလူကယူသုံးတဲ့နေရာတိုင်းမှာသူ့မျက်နှာဖြစ်နေပါတယ်။သူကတော့ခြေခွေပါတာပါ။တနက်သားမကင်မှုရရှိမယ် Facebook profile မှာတော့ခြေခွေပါတာကနေတပြားသားမှမလျှော့ကြပါဘူး။ခြေခွေပါတာကြောင်းပြောရင်ကျူပွားကိုပဲပြင်းမြင်ကြတာဆိုတော့သူဟာအာဂျင်တိုင်းမှာလားဆိုတာကိုသိပေမဲ့မေ့နေကြတာပါ။သူ့နာမည်ရဲ့စပိန်အသံအတွက်အမှန်က ခြေကေပါရာလို့ထွက်ပါတယ်။ကျူဘာနိုင်ငံရဲ့အတန်အတွက်အမှန်ကလည်းကျူဘာနိုင်ငံမှာဒါပေမဲ့ဒီဗီဒီယိုမှာတော့မြန်မာတွေနှုတ်ကြိုးပြီးသားဖြစ်တဲ့ခြေကွေပါရာနဲ့ကျူဘာလို့ပဲသုံးပါမယ်။ခြေကွေပါရာဟာတော်လန်ရေးသမားတွေမှာကွန်မြူနတီထဲမှာစမ်းအပွင့်ဆုံးလူလို့တောင်မှဆိုရမယ်ထင်ပါတယ်။နေရာတိုင်းမှာသူ့ပုံကို တွေ့နေရပါတယ်။ဟစ်ပီတွေ bank ဂီတာသမားတွေ rock ဂီတာသမားတွေကလည်းခြေကွေပါရာပုံကိုမျက်မျက်နှာနှာတက်ဆင်ကြတာပါပဲ မင်းမဲ့ဝါရီတွေကတော့မှတက်ဆင်ကြတာပါပဲဗမာဆန်ဆန်ပြောရလို့ရှိရင်လမ်းတည်းရက်ကလည်းကြိုက်တာပါပဲတော်လိုင်းသမားကလည်းကြိုက်တာပါပဲနိုင်ငံရေးသမားကလည်းကြိုက်တာပါပဲအမှုပညာရှင်တွေကလည်းအခန်းထဲမှာမျက်မျက်နှုံနှုံချိတ်ဆွဲထားရကြပါတယ်မကြိုက်တာကတော့အာနာရှင်တွေပါအာနာရှင်တွေရဲ့အေကမ်းမှာခြေခွေဘာရပုံကိုဘယ်တော့မှမတွေ့ရပါဘူးဒါပေမဲ့ခြေခွေဘာရနဲ့ကတ်စထရိုဟာအမေရိကန်ဥရောပအရင်းရှင်အစိုးရတွေကအာနာရှင်အဖြစ်သတ်မှတ်တာခံရတဲ့ထိတ်တန့်ပုံကိုတွေပါ ခြေခွေပါရဆိုလို့ရှိရင်အာနာရှင်အဖြစ်သားမကအကျန့်ဖက်သမားလို့တောင်မှသတ်မှတ်ပါတယ်တခါတလေတော့လည်းအာနာရှင်ဆိုတဲ့အသုံးကအနေနဲ့တော့ပြဿနာရှိပါတယ်ခြေခွေပါရတို့ကတ်စထိုတို့ကအမေရိကန်အကြိုက်တင်ပေးထားတဲ့ဘတ်တစ္စတာအစိုးရကိုအာနာရှင်အစိုးရလို့ခေါ်တာပါပါတစ္စတာအစိုးရကိုအာနာရှင်အစိုးရရုပ်သေးအစိုးရလို့သူတို့အဲ့ဒါလိုမျိုးသုံးထုတ်ပါလေ။အာနာရှင်အစိုးရကိုပြည်သူလူထုအင်အားနဲ့ဖြုတ်ချခဲ့ကြတယ်လို့ကျူဘာတမိုင်းမှာဖော်ပြပါရတယ်။ ဒါပေမဲ့အမေရိကန်ကတော့ Castro အစိုးရဆိုလို့ရှိရင်အာနာရှင်အစိုးရလို့သုံးပြန်ပါတယ်ခြေကွေပါရဟာကဘာပေါ်မှာပုံတူကူးအဆွဲခံအဆုံးလူတွေတဲကတယောက်ပါ ပုံတူဆွဲပြီးတော့ရေးထုပြီးတော့ရောက်စားခံအဆုံးလူတွေတဲကတယောက်လည်းဖြစ်ပါတယ်ရုပ်ချောလို့ကြိုက်ကြတာကလည်းအကြောင်းတကြောင်းအနေနဲ့ပါပါလိုက်မယ် community တဲမှာတော့ချောတဲ့လူကခက်ရှားရှားပါဘာလို့လဲတော့မသိပါဘူးဗမာ community တဲမှာတော့ကိုပါဟင်းတယောက်ဟာလူကျော်လို့ပြောကြတာပါပဲ ဆရာလင်းဝန်ပေါင်းကခြေခွေပါရအကြောင်းထုတ်ပတ်တိပြုစုတော့ရဲကောင်ပြောက်ကြားခြေခွေပါရလို့နာမည်ပေးပါတယ်ရဲကောင်ပြောက်ကြားဆိုတဲ့နာမည်ဟာဆရာလင်းယုံမောင်မောင်ကိုတိုင်တီထွင်ပြီးတော့သုံးဆွဲတဲ့နာမည်မဟုတ်ပါဘူးကိုပါဟင်းတို့ဖက်စစ်တော်လန်ရေးပြောက်ကြားအဖွဲ့ရဲ့နာမည်ပါကိုပါဟင်းတို့ပြောက်ကြားအဖွဲ့ထဲမှာထင်ရှားတဲ့ခေါင်းဆောင်တွေကသခင်တန်းထွန်းကိုပါဟင်းသခင်တန်းဖေတို့ပါဗိုလ်ချုပ်အောင်ဆန်းကစစ်တပ်ရဲ့စစ်ဦးစီးချုပ်ယာဒုကနေအနာယူဖို့စိတ်ကူးတော့စစ်ဦးစီးချုပ်ယာဒုအတွက် တခင်ပါဟင်းတို့မဟုတ်တခင်တပ်ဖေကိုပေးဖို့ကွန်မြူနစ်ပါတီစီကနေပြီးတော့တောင်းခဲ့ဘူးပါတယ်ကွန်မြူနစ်ပါတီကပါတီရဲ့အရေးကြီးတဲ့နိုင်ငံရေးခေါင်းဆောင်တွေမှုလို့နိုင်ငံရေးကအရေးကြီးနေလို့မပေးနိုင်ဘူးလို့ညင်းခဲ့ပါတယ်ကွန်မြူနစ်ခေါင်းဆောင်တွေကစီဥစည်းချုပ်နေရာကိုမယူပြစ်လိုက်ပေမဲ့ဘုန်နေဝင်းဘူအောင်ကြီးဘူမောင်မောင်တို့တီမဲစစ်ဗိုလ်တွေရဲ့စိတ်ထဲမှာတော့တော်တော်နာကြီးသွားခဲ့ကြတယ်လို့တမိုင်းမှတ်တမ်းတွေမှာဖတ်ရှုရပါတယ်ဗမာပြည်မှာခြေခွေပါတာဘာကြောင့်လူကြိုက်များသလဲလို့မေးရင် အကြောင်းမျိုးမျိုးကိုတွေ့ရပါတယ်။ဆရာလင်းအောင်မောင်ပြုစုတဲ့ရဲကောင်ပျောက်ကြားခြေခွေပါရဆိုတဲ့အထုပ်ပတ်တီရဲ့ဩဇာကတော်တော်ကြီးပါတယ်။အထုပ်ပတ်တီဆိုပေမဲ့ဝတ္ထုဆန်ဆန် fiction ပုံတံရေးဖွဲ့ထားတာပါ။ဖျားနာနေတဲ့ကဘာကြီးကိုစိတ်ကုပေးဖို့ဆိုပြီးတော့မော်တော်ဆိုင်ကယ်တစီးနဲ့တိုက်ပီကန်နဲ့ခိုးထွက်သွားတဲ့လူငယ်လေးဟာတော်တော်စိတ်ကူးရတတ်တဲ့လူငယ်လေးလို့ဆိုရမှာပါ။ဘာမှဖြစ်အောင်လုပ်မပြနိုင်ခဲ့ရဲ့ငပေါ်လို့လူတွေကပြောကြမှာပါ။ဖြစ်အောင်လုပ်ပြသွားတော့လေ တကဘာလုံးကလူငယ်တွေနောက်နှစ်ပေါင်းများစွာအထိအားကြရတဲ့ icon ဖြစ်သွားပါတယ်။ခြေခွေပါရကိုအခုခေတ်လူငယ်တွေကြိုက်ကြတယ်ဆိုတာကရုပ်ချောတဲ့အပြင်နေပုံထိုင်ပုံဟန်ပန်ဒီဇိုင်းကလူငယ်တွေပြောနေကြစကားနဲ့ပြောရရင် cool ဖြစ်တယ်၊မိုက်တယ်လို့ပြောရမှာပါ။အဲဒါကြောင့်ကြိုက်ကြတာလည်းအကြောင်းချက်တစ်ချက်ဖြစ်ပါလိမ့်မယ်။နောက်ထပ်အချက်တစ်ချက်ကတော့ခြေခွေပါရဟာပျောက်ကြားတော်လှန်ရေးခေါင်းဆောင်ပါ။ပျောက်ကြားစစ်နဲ့နာမည်ကြီးတဲ့တော်လှန်ရေးသမားပါ။အခုဗမာပြည်မှာလူငယ်တွေဆင်နွှဲနေကြတဲ့တော်လှန်စစ်ကလည်း ယောက်ကြားဒေါ်လာရင်းဖြစ်နေပါတယ်အဲ့ဒါကြောင့်ကြိုက်ကြတာလည်းပါပါလိမ့်မယ်အခုຫນွေဥဒေါ်လာရင်းဖြစ်လာတော့ခြေခွေဘားရဲ့ယောက်ကြားစစ်ဆိုတော့စီရေးကျန်းဘာသာပြန်စာအုပ်ထွက်လာပါတယ်စလိုက်ဘာဂျင်နဲ့ကွယ်လွန်သူ88ကျောင်းသားဒေါ်လာရင်းသမားကွန်မြူနတီတယောက်ဖြစ်တဲ့ကိုဇော်ထွန်းတို့နှစ်ယောက်ပူးတွဲဘာသာပြန်တဲ့စာအုပ်ပါကိုဇော်ထွန်းကလက်ရှိဗမာပြည်ကွန်မြူနတီပါတီထိပ်တန်းခေါင်းဆောင်တယောက်ရဲ့တူတော်တယ်လို့လည်းဆိုပါတယ်ချီကွေဘာရရဲ့ပျောက်ကြားစစ်စာအုပ်ဟာအကောင်းဆုံးပျောက်ကြားစစ် စီရေးချမ်းလို့ဆိုကြပါတယ်တကယ်တော့ခြေခွေပါရဟာပျောက်ကြားစစ်နဲ့ပတ်သက်လို့ရှိရင် မော်စီတုံးရဲ့တပည့်လို့ဆိုနိုင်ပါတယ်သူ့ရဲ့ပျောက်ကြားစစ်ချမ်းဟာမော်စီတုံးရဲ့ theory တွေကိုကိုးကားပြီးတော့ရေးတာပါသူရေးတဲ့ပျောက်ကြားစစ်ဆိုတဲ့စီရေးချမ်းထဲမှာပါတဲ့နိနာတွေဟာမော်စီတုံးရဲ့နိနာတွေပါပဲဒါပေမဲ့မော်စီတုံးရဲ့ပျောက်ကြားစစ်အကြောင်းရေးသားချက်တွေဟာစောင်းမရှိတဲ့အနေနဲ့ဟိုနားနေနေဒီနားနေနေဖြစ်နေပါတယ်ပြီးတော့မော်စီတုံးရဲ့ပျောက်ကြားစစ် view ဟာတွေနိနာတွေဟာ တရုတ်ပြည်နောက်ခံနဲ့ဆက်ဆက်ရေးသားထားတာတွေပါချီကွေဘာရရဲ့ပျောက်ကြားစစ်ကြမ်းကတော့ကျူဘာအမိုင်းအကြောင်းကမပါသလောက်ပါပဲနိုင်ငံတိုင်းမှာသုံးဖို့အတွက်ရေဘိုးရသဘောတရားစာအုပ်တစ်ဖွဲရေးထားတာကိုတွေ့ရပါတယ်အဲဒါကြောင့်ချီကွေဘာရရဲ့ပျောက်ကြားစစ်စစ်ရေးကြမ်းကိုအကောင်းဆုံးလို့ဆိုကြတာဖြစ်ပါလိမ့်မယ်မော်စီတုံးရဲ့ပျောက်ကြားစစ်သဘောတရားတွေကိုဖတ်ချင်ရင်တော်တော်ပွင့်နောက်ရှာဖွေရပါတယ်စစ်ရေး၆ဆောင်ကလွဲပြီးတော့ကြံရတဲ့စစ်ရေးဆောင်မတွေဟာတစုတစည်းတည်းမရှိကြပါဘူး လေရွေးစင်ကျန်းနေတဲ့မှာဟိုနားနေနဲ့ဒီနားနေနဲ့ဖြစ်နေပါတယ်တချို့စီရေးစောင်းမတွေဆိုလို့ရှိရင်ဘာသာပြန်ပြီးသားလေရွေးစင်ကျန်းလေးတွဲထဲမှာမပပါဘူးဘာသာမပြန်သေးတဲ့မော်စီတွန်းလေရွေးစင်ကျန်းထဲမှာဟိုနေနဲ့ဒီနေနဲ့ဖြစ်နေပါတယ်စီရေးနဲ့ပတ်သက်ပြီးတော့လူဖက်အများဆုံးကစွန်စု Crosswick မော်စီတွန်းချေကွေပါရာ Carlos Maricela နဲ့နောက်တစ်ယောက်ကတော့ဘာသာပြန်မတွေ့ဘူးသေးပါဘူး Vietnam တော်လိုက်သမား Vong Nguyen ဂူရက်တို့ဖြစ်ကြပါတယ်ဒီထဲမှာ crosswood ရဲ့ចမ်းကလည်းတိတ်နာမည်ကြီးပေမဲ့ကျွန်တော်သိသလောက်ဆိုလို့ရှိရင်ဘာသာပြန်မရှိသေးပါဘူး Vietnam တော်လိုင်းသမားဘုံငူရင်ဂူရက်ဟာလည်းစီးရဲမှာနာမည်ကြီးပါတယ်သူရေးထားတဲ့စာအုပ်ကိုအင်္ဂလိပ်ဘာသာနဲ့တွေ့ရပေမဲ့ဘာသာပြန်မရှိသေးဘူးလို့ထင်ပါတယ်ခြေခွေပါရကိုနောက်ထပ်လူချိုက်များတဲ့အကြောင်းတစ်ချက်ကတော့သူဟာနိုင်ငံတကာဝါဒီဖြစ်ကြောင်းထင်ထင်ရှားရှားတတ်သိပြခဲ့တဲ့လူတစ်ယောက်လည်းဖြစ်လို့ပါ သူက အာဂျင်တီးနားနိုင်ငံသားပါဒါပေမဲ့သူလွတ်မြောက်အောင်တိုက်ခတ်ခဲ့တဲ့အတိုင်းပြည်ကကျူပါပါသူမြတ်အတိုင်းပြည်ကိုလွတ်မြောက်အောင်လုပ်ပေးတဲ့ခေါင်းဆောင်ဆိုတာအလွန်ရှားပါတယ်ကျွန်တော်သိတဲ့လောက်တော့သူတယောက်ထဲပဲလို့ထင်ပါတယ်ကျူပါတော်လိုင်းရင်မှာသူဟာဒုတိယခေါင်းဆောင်ပါဖီရယ်ကတ်စထရိုပြီးလို့ရှိရင်သူဟာအထင်ရှားဆုံးခေါင်းဆောင်ပါရာဟုကတ်စထရိုထက်သူကပိုပြီးတော့အရေးပါတယ်လို့ယူဆကြပါတယ်ကျူပါတော်လိုင်းရင်မှာကတက်ရာဒူးကိုကြည့်ပြီးတော့နိုင်ငံရေးအဆင့်ကိုခွဲခြားသတ်မှတ်ဖို့ခက်ပါတယ် ။ဘာကြောင့်လဲဆိုတော့ဗမာပြည်စစ်တပ်မှလို့ဘိုးကြီးဘိုးလေးဘိုးပေါက်ဆဘိုးအေယာမဘိုးအေယာမအေယာမဆိုတာမျိုးတွေအဆင့်ဆင့်ခွဲမှထားပဲနဲနိုင်တယ်မြတ်နဲနဲပဲအဆင့်ခွဲထားလို့ပါ။ဘာကြောင့်အဲ့လိုလှုပ်ထားတယ်လဲဆိုတော့အထက်အောက်အဆင့်တန်းခွဲခြားတဲ့စနစ်ပေါ်မလာအောင်လို့ပါ။ဘျူရိုကရေစီနဲနိုင်တယ်မြတ်နဲအောင်လှုပ်ထားတာပါ။ဒါကတော့အတူယူမှတ်သားစရာတစ်ခုပါချီဂွေဘာရာဟာကက်စထရိုညီနောင်နဲ့လက်တွဲပြီးတော့ကျူပွားကိုလွတ်လပ်အောင်တိုက်ပေးနိုင်ခဲ့ပါတယ ကျူဘာလွတ်လပ်ရေးရပြီးတဲ့နောက်မှာသူဟာစီးပွားရေးဝန်ကြီးတာဝန်ယူခဲ့ပါတယ်ကုလသမဂ္ဂမှာစီးပွားရေးဝန်ကြီးအဖြစ်နဲ့ဆွေးဝေးဆုံနဲ့တွားရောက်တော့အလွန်နာမည်ကျော်ကြားခဲ့ပါတယ်အဲ့ဒါလိုဝန်ကြီးဖြစ်နေရကနေခြေကွေပါရာတည့်ရမှာရုတ်တရက်ပြောက်သွားတော့သတင်းသမားတွေကအသေးအံလိုက်ရှာကြပါတယ်ကတ်စတိုအစိုးရကိုမေးတော့လည်းအပြေမရပါဘူးအဲ့ဒီအချိန်မှာတကယ်တမ်းပြောက်သွားတဲ့ခြေကွေပါရာကတော့ဘိုလီးဗီးယားနိုင်ငံတော်လန်ရေးတော်လန်ရေးတွားလုံနေပါပြီတကယ်ဆိုရင်သူကဝန်ကြီးဖြစ်နေပါပြီရေပေါ်စီဖြစ်နေပါပြီကောင်းကောင်းနှက်နေလို့ရနေပါပြီ ဲ့ဒါကိုကျူဘာမှာအေးအေးဆေးဆေးဝင်ကြီးလုပ်မနေဘဲနဲ့သူမြနိုင်ငံနဲ့ဝင်သွားပြီးတော့တဘုံလုတ်နေတာဟာအံ့အားသင့်စရာပါတော်လိုင်းသမားစစ်စစ်ဖြစ်ကြောင်းအကောင်းဆုံးတက်တည်ပြချက်တစ်ခုလည်းဖြစ်ပါတယ်တချိန်ထဲမှာပဲသူဟာသူစာတီနိုင်ငံအာဂျင်တီးနားလွတ်မြောက်ရေးအတွက်ဆောင်ရွက်နေပါသေးတယ်သူမြပြည်တွင်းရဲ့မဆွက်ဖက်ရဘူးဆိုတော့ဒီနေ့ခေတ်နိုင်ငံရေးသမားတွေကိုခြေခွေပါတာဒါရှိသေးရင်ဟဟပါပဲလို့များပြောမလားမသိပါဘူးအခုလိုအော်တိုဘာလတလမှာ ချီဂွေပါရာဟာဘိုလီးဗီးယားနိုင်ငံကတော်ထဲမှာအဖက်စီခံရပြီးတော့ဘိုလီးဗီးယားအစိုးရကတိတ်တဆိတ်တက်ဖြတ်ပြစ်လိုက်ပါတယ်ချီဂွေပါရာအသက်ခံရပြီးတဲ့နောက်မှာကျူဘာအစိုးရကသူ့ဒိုင်ယာရီကိုဘိုလီးဗီးယားဝန်ကြီးတယောက်စီကလက်ထိုးဝယ်ယူပြီးတော့စာအုပ်ထုတ်ဝေခဲ့ပါတယ်ဘိုလီးဗီးယားအစိုးရလည်းနိုင်ငံတကာနဲ့အပြည်အဝမှာပြင်းပြင်းထန်ထန်ဝေဖန်ဆန့်ကျင်မှုတွေဇက်တိုက်ခံရပြီးတော့နောက်ထပ်တစ်နှစ်ခွဲအကြာမှာ ပြုတ်ကျသွားခဲ့ပါတယ်အင်မတန်ဒဏ္ဍာရီဆန် သူရဲကောင်းဆန်လာတဲ့ခြေခွေဘွားရရဲ့ဘဝကိုဆရာလေးုံမုံမုံကဆုတ်ချက်နိုင်နိုင်နဲ့ရေးချယ်တီကုန်းလိုက်တဲ့ရဲကောင်ပျောက်ကြားခြေခွေဘွားရစာအုပ်ဟာတိတ်လျာမြောက်လွန်းတဲ့အတွက်ဗမာတော်တိုင်းသမားလူငယ်တွေကြားထဲမှာသူ့ရုပ်လွှာဟာဒီနေ့အထိတတတဖြစ်နေရတာလို့လဲထင်ပါတယ်ခင်ဗျာ။